ားလုံးပဲမင်္ဂလာပါတိရစ်လင်္ကာတို့ခရီးသွားခြင်းလေးရမြောက်နေ့ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့သွားမယ့်နေရာကဘရင်နန်းတော်အဖြစ်အသုံးပြုခဲ့တဲ့စီဂီရီယာတို့မဟုတ် Lion Rock လို့ခေါ်တဲ့ကြောက်တောင်နန်းတော်ရှိတဲ့နေရာကိုသွားမှာပဲဖြစ်ပါတယ်ခင်ဗျစီဂီရီယာပြီးသွားလို့ရှိရင်နိုင်ရန်စေးပကြီးဒီမှာအရန်နာမည်ကြီးတဲ့ Dambulas ဆိုတဲ့ဖျားရှိတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ခင်ဗျ ဲ့ဒီဟာပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာဒစိတ်တစ်ပိုင်းပါဝင်ပတ်သက်နေတဲ့ကန်ဒီဆိုတဲ့မြို့ကိုသွားမှာဖြစ်ပါတယ်။ဝင်ကြီးအနေနဲ့ကတော့လူကြီးတစ်ယောက်ကို35ဒေါ်လာပေးရပြီးတော့ကလေးတစ်ယောက်ကိုတော့ဒေါ်လာ20ပေးရပါတယ်ခင်ဗျာ။စီဂီရီယာလို့ခေါ်တဲ့ကြောက်တောင်ရှိတဲ့နန်းတော်ကြီးက င်လေရေမျက်နှာပြင်အမြင့်ကို600ကျော်မြင့်ပါတယ်ပြီးတော့သူ့ရဲ့ထိတ်ကိုရောက်ဖို့ဆိုရင်လေကားတဲ့ပေါင်1200ကိုတတ်တော့မှသူ့ရဲ့ထိတ်ကိုရောက်မှာဖြစ်ပါတယ်အဲပြီးတော့ DC ကြီးရီးယားက AD 900စုလောက်မှာတိဆောက်ထားတာဖြစ်ပြီးတော့အဲကျွန်တော်တို့မြန်မာနိုင်ငံအဲ့ဒီအချိန်ပေါ့เนาะကျွန်တော်တို့မြန်မာနိုင်ငံမှာအဲဘယ်အချိန်လောက်သွားဖြစ်မလဲလို့ကြည့်ရင် သူကဒီပြီတို့ဟန်လင်းတို့ပိတ်တနိုးတို့အဲအဲ့ဒီချိန်လောက်နဲ့သွားပြီးတော့ကြိုက်နေတာကိုသွားတွေ့ရတယ်ခင်ဗျအဲပြီးတော့ဒီစီဂရီးယားကယူနက်စကိုအမွေနဲ့ဖြစ်ပြီးတော့အဲကြံတဲ့တချို့လူတွေသူတို့ဒေသခံတွေပြောတာကတော့ဒါကဘာအံပွဲရှစ်ခုမြောက်ဖြစ်ဖို့အတွက်လဲသူတို့တွေစဉ်းစားနေတယ်ဆိုပြီးတော့သူတို့ကတော့ရှင်းပြတယ်ခင်ဗျာ No no same same Paul Assumin all la ladies pool because because one in that time နန်းတော်အပြင်အသုံးပြုခဲ့တဲ့အတွက်ကြောင့်နန်းတော်တစ်ခုရဲ့အဆောင်ရောင်တွေဖြစ်တဲ့ကျုံတို့မြို့ရိုးတို့ဥယျင်ခြံတို့ကိုလည်းတည်တည်ချာချာတိဆောက်ထားတာကိုတွေ့ရတယ်ခင်ဗျ။ဒီစံလေကားထက်အပြင်အသုံးပြုထားတဲ့ကြောက်တုံးတွေကညဘက်ကြာရင်လမ်းလျှောက်လို့ရအောင်လို့အဲလင်းအောင်ပြန်ပေးတဲ့ကြောက်တုံးတွေ ဖြစ်တယ်လို့ဂိုက်ကတော့ရှင်းပြတယ်ခင်ဗျအခုမြင်နေရတဲ့နေရာကဒါ stone garden ပေါ့နော်ဒါကြောက်တောင်တွေနဲ့လှုပ်ထားတဲ့ဥယျာဉ်ဆိုပြီးသူကတော့ပြောပြတယ်ခင်ဗျ Now we join the stone garden yeah rock garden UNESCO အမွေအနှစ်ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာတွေကိုပျက်စီးအောင်လုပ်ရင်အဖမ်းခံရမယ်ဆိုတဲ့ဆိုင်းဘုတ်တွေကတ်ထားခြင်းဖြစ်ပါတယ်ခင်ဗျဒါအခုမြင်နေရတာကတော့ကြောက်တုံးတုံးထိနေတဲ့နေရာပေါ့နော် အဲ့ဒါကသူတို့ရဲ့ဒီအတက်ပေါက်နေရာမှာတစ်ခုရှိတယ်ဒီဆင်းတဲ့နေရာမှာလည်းနောက်တစ်ခုရှိသေးတယ်ဗျအဲ့ဒါကစုစုပေါင်းနှစ်ခုရှိတယ်ပေါ့နော်အခုပိတ်ထားတဲ့နေရာကကင်းဝေးဆိုသူတို့ကပြောတယ်ဗျဒါဟိုးတုံးကတော့ဘယင်းနေသူတို့မင်းကြီးမင်းသားတွေပဲအသုံးပြုတဲ့လမ်းပေါ့နော်ကျန်တဲ့လူတွေကတော့အခုကျွန်တော်တို့သွားတဲ့လမ်းပဲတက်ရမယ်ပေါ့ဗျအခုအဲ့ဒီလမ်းကိုတော့သူတို့ပိတ်ထားတယ်ခင်ဗျ ကျောက်တောင်တွေကြီးပဲရှိတဲ့နေရာလို့ပြောပေမဲ့လည်းဒီတစ်ပင်တွေကတော့တော်တော်ထိမ့်သိမ့်ထားတာကိုမြင်ရတယ်ခင်ဗျအဲအဲ့ဒီစီကူရီယာတဝိုက်မှာလည်းဒီတစ်တော်တစ်ပင်နေနဲ့ပဲဖုံးလွှမ်းနေရတော့ဟောတော်တော်တော့အံဟုတ်ဖို့ကောင်းတယ်ခင်ဗျတီရင်းလင်ကနိုင်ငံရဲ့အမှတ်တစိကလည်းခြင်သေးပုံစံဖြစ်ပြီးတော့အခုဒီကျောက်တုံးကြီးရှိတဲ့နေရာကိုနန်းတော်ဆောက်တုံးကလည်းဒီခြင်သေးပုံစံမျိုးတိဆောက်ခဲ့တာပေါ့နော်ဒါပေမဲ့အခုခေတ်မှာတော့ ဒီချင်းသေးရဲ့လက်တစ်ဖက်လက်သေးနေရာတွေပဲကျန်တော့တယ်ခင်ဗျကျန်တာတွေကတော့ပျက်စီးသွားပြီပေါ့နော်ခုကျွန်တော်တို့စတက်ပါပြီအဲကျွန်တော်တို့တက်တဲ့နေကမိုးရင်းဘတ်ဖြစ်တယ်မိုးလေးကလည်းနည်းနည်းရွာတယ်ဗျာလီဒီယာလည်းတိုက်တယ်အဲပြီးတော့လေကားရတချို့နေရာတွေမှာလည်းတော်တော်မတ်ဆောက်တဲ့အထွက်ကြောင့်အဲတတိထားပြီးတော့တော်တော်တက်တယ်ဗျာ ဒါပေမဲ့အပေါ်ရောက်သွားတဲ့ချိန်မှာတော့သူ့ရဲ့ရတဲ့ view နဲ့ခံစားမှုတော့တော်တော်ကောင်းတော်တော်ကောင်းတယ်ခင်ဗျ။အန်တကယ်စဉ်းစားကြည့်ရလဲဗျဒီလောက်မြင့်တယ်ကြောက်တောင်ကြီးမှာဒီနေတဲ့ပေါ့နော်ဘရင်သူ့ရဲ့မောင်းမမိတ်တန်တွေရဲ့သူ့ရဲ့တက်ဖို့တွေအတွက်စားတောက်နဲ့ရေတွေပို့ရတာတော့တော်တော်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးခင်ဗျဒါပေမဲ့အဲ့ဒီအကြောင်းကိုအဲ့ဒီတုန်းကဘယ်လိုမျိုးအဲ့အဲ့ဒီ အစားအသောက်တွေကိုပို့ခဲ့လဲလို့ဒီဂိုက်ကိုမေးကြည့်တော့ဂိုက်ကတော့သူကဘာပြောလဲဆိုတော့ကျွန်တော်တို့စားစားဝုံဝင်ချင်းမှာရှိတယ်ကျုံးဝနေပြီးတော့တဲ့အဲ့ဒီပုံရေတင်တဲ့စနစ်တစ်ခုရှိရတော့ပြောတယ်ဗျဒါပေမဲ့အဲ့စနစ်ကတော့သူတို့တွေဘလို့တင်ပြီးဘလို့လုတ်ခဲ့လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတင်တယ်ပြီးတော့သူတို့ရဲ့ဒီအပေါ်မှာလဲအဲပြီးရင်ကျွန်တော်ပြမယ်ဗျအဲ့မှာသူတို့နန်းတော်ယာတွေမှာလဲဟိုရေလောင်ကန်တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးနီးနေပဲသူတို့တွေဟိုလုတ်ကြတယ်ပြောတယ်ခင်ဗျ ခုကျွန်တော်တို့နန်းတော်တိဆောက်သွားခဲ့တဲ့အဲနန်းတော်နေရာဟောင်းကိုရောက်ပါပြီအဆောက်အဦတွေကတော့ဘာမှမရှိတော့ပင်မဲ့လဲအဲသူ့ရဲ့နန်းတော်တိဆောက်သွားတဲ့ဒီ foundation လို့ခေါ်တဲ့ဒီအုပ်ရိုးတွေကတော့ကျန်ခဲ့တယ်ပေါ့နော် ဲ့ဒီကြောက်တုံးလေးတွေကဒီနန်းတော်နေရာမှာပေါ့နော်ဒီကြောက်တောင်ကြီးရှိတဲ့နေရာမှာအမြင်ဆုံးနေရာဆိုပြီးတော့ကျွန်တော်တို့ပြော့ပြတယ်ဗျအဲ့ဒါနဲ့တင် तू ကဒီလိုလာတဲ့လူတိုင်းကတဲ့အဲ့ဒီအမြင်ဆုံးနေရာပေါ်မှာတက်ပြီးတော့ဓာတ်ပုံရိုက်ကြတယ်ဆိုတော့ကျွန်တော်တို့လည်း तू ပြောတဲ့အတိုင်းပဲရိုက်လိုက်တယ်ပေါ့ဗျဟုတ်လားမဟုတ်လားတော့ကျွန်တော်လည်းမသိဘူးဗျတေချာတော့ အခုမြင်နေရတာကတော့ဒီရေကန်ရှိတဲ့နေရာနဲ့အဲသူတို့ဘရင်ရဲ့ပလင်တွေပါတွေလောက်ခဲ့တဲ့နေရာလို့တော့အခိုက်အခါရှင်းပြရခင်ဗျအခု ကျွန်တော်တို့ပြန်ဆင်းပါပြီအဲပြန်ဆင်းတဲ့လမ်းမှာဒီဘရင်ရဲ့မိဖုရားတွေရဲ့ပုံကောပုံတူပကြီးတွေဆွဲထားတာရှိတယ်ဗျအဲ့ဒီနေရာတစ်ခုကိုကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ဒါပေမဲ့အဲ့ဒီနေရာကဓာတ်ပုံတွေဗီဒီယိုတွေရိုက်လို့မရဘူး ဒါပေမဲ့အဲ့ဒီမှာရှိတဲ့ပုံတွေကဘာပုံတွေလဲဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုဟိုတဝက်လောက်မှာကျွန်တော်ပြမယ်ဗျအဲ့ပုံတွေကိုဒီနေရာတွေကတော့ဒါဘယင်နဲ့မိဖုရားနဲ့သူတို့တွေရဲ့လာတာဆောင်ပေါ့ဗျအဲအဲ့လိုမျိုးသူတို့တွေနေတဲ့နေရာတွေပေါ့အဲပြီးတော့ဒါဒီနေရာတွေဆိုရင်ဒါသူတို့တွေနေခင်းနေလေအနားယူတဲ့နေရာတွေပေါ့နော်

ဒီမွေးလမ်းမဲ့ပြနေတယ်ဆိုပေမဲ့လည်းကြည်နေရတဲ့ကျွန်တော်တို့အတွက်ကတော့အဲတော်တော်တော့လေအသေးအားဖို့တော့ကောင်းသားဗျအခုကျွန်တော်တို့စီဂီရီးယားကိုလက်ပတ်တဲ့ခီးစဉ်ရတော့ပြီးပါပြီအဲဂိုက်ဖိုးကတော့ကျွန်တော်တို့ဒေါ်လာ20ပေးရတယ်ခင်ဗျာ ဒါအခုဒါကျွန်တော်တို့စီဂရိယနာမှာကျွန်တော်တို့တဲခဲ့တဲ့အဲတဲခိုကန်းလေးပေါ့နော်အဲ့တဲခိုကန်းလေးရဲ့အဝင်အဝတွေမှာကျွန်တော်တို့ညအရောက်တော့သူတို့တွေကဂျင်းနှန်းကျိုးတွေတားထားတာတွေ့တယ်ဗျကျွန်တော်ဘာကြောင့်ဒီဂျင်းနှန်းကျိုးတွေတားလဲလို့ကျွန်တော်မေးတဲ့ဟာမှာသူတို့ကညဘက်ဆိုရင်တခါလေကြာရင်ဒီတောဆင်ရိုင်းတွေဝင်တတ်တယ်တဲ့အဲတောဆင်ရိုင်းတွေဝင်လို့ရှိရင်ဂျင်းနှန်းကျိုးတွေမှာလည်းသူကလည်းဒဏ္ဍနဲ့လိုက်သွားရင်ဗျကျောက်ပြီးပြန်ပြေးကြတာပေါ့နော်အဲ့ဒါကြောင့်သူတို့ကဒီ အိမ်ကြီးရဲ့အဝင်ဝတွေတချို့တကားနေရာတွေမှာကျေးနံကျိုးတွေတားတားထားတယ်ပေါ့နော်စီဂရီးယားကပြန်ဆင်းတော့ကဒီဝင်ကြည့်လို့ရကြတယ်ဓာတ်ပုံရိုက်လို့မရဘူးဆိုတော့ဘရင်မိဖုရားပုံနေဆိုတာအဲ့ပုံစံမျိုးတွေဗျအဲအဲ့ပုံတွေရဲ့အများစုကသူဟာပေါ့အဲအပေါ်ပိုင်းတွေကဝီလစ်စလစ်တွေဗျသူတို့က ဒါကတော့ဒီတဲကိုကန်ကျွေးတဲ့မနှက်စာပဲဖြစ်ပါတယ်ခင်ဗျအဲသူတို့ကကျောင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဒီပင်လယ်ငါးတော့တော်တော်ပေါ်တယ်ဗျဒီပင်လယ်ငါးကိုချက်ပြီးတော့ကျွန်တော်တို့စီကဒီအဲမဝင်းငါလို့အဖတ်ပါဗျမဝင်းငါပတ်ပါပဲအဲ့ဒါနဲ့ဒီပင်လယ်ငါးဟင်းနဲ့ရောစားတာအဲကျွန်တော်တို့စီကတော့ဗျအားလုံးခြေပြီးတော့မဝင်းငါဟင်းရင်လှုပ်စားတယ်အဲသူတို့ကကြတော့ငါးဟင်းနဲ့ဒီအဖတ်ကိုရောစားတယ်ဗျတော်တော်တော့စင်တူတယ်လို့ပြောရမှာခင်ဗျ ဒီနေ့ရဒုတိယမြောက်နေရာကတော့အဲအရန်လက်ရမြောက်တဲ့နိုင်ရန်စေးပကြီတွေနဲ့ဗုဒ္ဓရုပ်ပွားတော်တွေရှိတယ်။အေဒီ100ဇူလောက်ကတိဆောက်ပြီးတော့ယူနက်စကိုအမွေနဲ့ဝင် ဖြစ်တဲ့ဒမ်ဘူလာဆိုတဲ့နေရာကို ရောက်ရှိနေခြင်းဖြစ်ပါတယ်ခင်ဗျ။ဒီတမ်ဘူလာဆိုတဲ့နေရာရဲ့တမိုင်းအချင်းလေးကိုပြောပြရင်တော့အဲသူတို့စီကနန်းချခံရတဲ့ဘရင်တစ်ပါးကဒီနေရာမှာလာပုံအောင်ပြီးတော့သူ့ရဲ့ထီးနှန်းကိုရအောင်လို့ပြန်လဲစူးစမ်းမှုတယ် အဲသူထင်းနှံရသွားတဲ့အချိန်မှာဒီနေရာကိုအဲဖះเจ้าဖြင့်ပြန်လဲအသုံးပြုခဲ့တယ်ပြီးတော့ဘုန်းကြီးเจ้าအဖြစ်လဲနှစ်ပေါင်း2000လောက်အသုံးပြုခဲ့တယ်လို့ပြောတယ်ခင်ဗျအဲ့ဒါကြောင့်ဒီနေရာမှာအဲဟိုဘောဖះရုပ်တွေရောအဲရှင်ဘင်ရုပ်တွေရောအချို့နေရာတွေမှာရောပြောနေတာကိုတော့တွေ့ရတယ်ခင်ဗျ သူတို့ရဲ့ဖះเจ้าတွေမှာတော့ဟိန္ဒူဘာသာနဲ့ပတ်သက်တဲ့အဲအတုံးဆောင်အယူဆအဲဟိန္ဒူဖះเจ้าလေးတွေပါရှိနေတာကိုတွေ့ရတယ်ခမဒါအခုလိုမျိုးဒီသမိုင်းမှာထင်ကြရအရေးကြီးတယ်ဒီဒံကူလာဆိုတဲ့ဒီ၆ခုဖះရည်ရှိတဲ့၆ခုဆိုတဲ့နေရာမှာလေဒီဟိန္ဒူနဲ့ပတ်သက်တဲ့ဝိသက်လေး 10นาทีกว่าเนี่ย10นาที45ทีปะเนาะ15นาทีกูรอดิพุทธปูชาอเนเนี่ยဆိုပြီးတော့ဒီဖျားတွေရေဒီတကားတွေကိုလုံးဝပိတ်လိုက်တယ်ဗျလူတွေကိုလည်းအားလုံးအပြင်ပြန်ထွက်ရတယ်ဒါအဲ့10นาที45ပြီးတော့มาပဲအားလုံးအထက်ကိုပြန်ဝင်ရတယ်ပေါ့เนาะ ချို့ဖရားတွေကအပြင်မှာထုတ်လုပ်ပြီးတော့အထဲကိုပင်းဆောင်လာတယ်ဆိုပေမဲ့အဲတချို့ဖရားတွေကြတော့ဒီအထဲမှာတင်ဒီရှိတဲ့ကြောက်တွေကိုထွင်းထုတ်ထားတာကိုတွေ့ရတယ်ခင်ဗျတော်တော်လဲလက်ရမြောက်ပြီးတော့တော်တော်လဲအံ့ဩဖို့ကောင်းတယ်ခင်ဗျအဲပြီးတော့အထူးသဖြင့်ဆိုရင်ဒီဖရားရဲ့နာမည်ကြီးတာကသူ့ရဲ့ဒီအမိုးပေါ့နော်အဲ့ဒီအမိုးမှာပါသူတို့ကဒီနိုင်ရန်စည်းအယုတ်တွေကိုလိုက်ဆွဲထားတယ်ပေါ့နော်ကြံခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကဆွဲထားတယ် ကြည်လက်ရာတွေကအခုထိလဲကြံခံနေသေးတယ်ပြီးတော့လှလဲလှပနေတာကတော့အဲတော်တော်ကိုတော့ထူးဆန်းတယ်ခင်ဗျအဲ့ဒါကြောင့်ပဲကမ္ဘာအမွေနဲ့ UNESCO ဝင်တာလဲဖြစ်မယ်ဗျဒါကတော့ဘယင်နဲ့ဘယင်မတွေရုပ်ထုတွေဖြစ်ပါတယ်ခင်ဗျ ဒါအခုမြင်တွေ့နေရတာကတော့တိရိလင်္ကာ နိုင်ငံသားဖျားဖူးတွေပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ကန်ဒီကို သွားနေတဲ့လမ်းမှာ ပြောင်းမှုပြုတ်တည်ရောင်းနေလို့ကျွန်တော်ဆက်ဆက်ဆူဆူတော့ဝင်ပြီးတော့ဝယ်လိုက်တယ်ပေါ့နော်ဆိုတော့ပြောင်းမှုတစ်ဖူးကိုတဲ့သူကဒေါ်အာရူပီတရားပေါ့ဗျာဆိုတော့မြန်မာငွေ1500လောက်ရှိတာပေါ့အဲအခုမြင်နေရတဲ့ကွန်ကလည်းဘယ်လောက်ပို့လို့ဆိုတော့တရားပို့တဲ့အဲတရားပို့ဆိုတော့ဒါလည်း1500ပို့ပေါ့မကွန်ရွက်ဒီပါတယ်ကွန်ဒီပါတယ်အဲပြီးတော့စီးနည်းနည်းပါပြီးတော့သူတို့ရှားစီးလိုမျိုးတို့အထုပ် တစ်ခုပါတယ်ဗျာ ဲ့ဒါကျွန်တော်တို့ကုန်းသီးတွေကိုကျွန်တော်တေချာဓာတ်ပုံလိုက်ကြည့်လိုက်တော့အဲမိုတက်နေတာကိုတွေ့ရတယ်ခင်ဗျတို့ဒါတော့လမ်းမှာသူတို့ကဒါဗဘူးရုပ်ထုဆိုင်ပေါ့ဗျာဒါ tourist attraction နေနဲ့ပြတဲ့ဆိုင်ပေါ့အဲဆိုင်ကြီးကတော့တော်တော်ကိုကြီးတယ်ဗျာရှိသမျှကားဆရာတွေကလည်းအဲဝယ် percentage ရမှာဆိုတော့ဗျာသူတို့လည်းဒီ မှာဝင်ပြီးတော့ရက်ပေးတာဗောနော်အဲဆိုင်ကြီးကလည်းကြီးသူဈေးတွေကလည်းကြီးတယ်ဗျဒါအခုပြနေတဲ့ဒီအမျိုးသမီးကဒါသူတို့ရဲ့ဒီပပူးရုပ်ထုတွေဒီမှာသုံးတဲ့ပစ္စည်းတွေအားလုံးကဒီစိုးတဲ့ဒီဈေးတွေကကမေကယ်တွေတခုမှမပါဘဲနဲ့သူတို့ရဲ့တဘာဝကထွက်တဲ့ဈေးတွေကိုပဲတဘာဝဒီတက်ပင်တွေအဲ့ရရတဲ့ဈေးတွေကိုပဲအသုံးပြုတာဆိုတော့သူကရှင်းပြနေခင်ဗျ အဲပြီးတော့သူကဒီအမုန်းတစ်ခုထည့်လာရင်အဲဘာရောင်ဖြစ်သွားမလဲအဲနောက်ထပ်အမုန်းတစ်ခုထည့်ပြီးတော့နေတဲ့ဝေးလာရင်အဲဘာရောင်ဖြစ်သွားမလဲအဲဆိုပြီးတော့သူကဒီသူ့ရဲ့နိုင်ငံကထွက်တယ်ဒီတဘာဝပစ္စည်းကြီးကောင်းကြအောင်ကျွန်တော်တို့ကိုပြောပြနေတာပေါ့နော် နေလေသာစားတဲ့အချိန်မှာကျွန်တော်တို့အိန္ဒိယစားသောက်ဆိုင်တစ်ခုကိုဝယ်စားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်အရပြောရရင်ဗျအိန္ဒိယအစားအစာနဲ့တီလင်္ကာအစားအစာဆိုတာအတူတူလဲဘဲလို့ပဲကျွန်တော်တို့ထင်မိတယ်ဗျဒါပေမဲ့ကားဆရာကတော့ပြောတယ် တေရီလင်္ကာစားစံနဲ့အိန္ဒိယစားစံမတူဘူးတဲ့သူတို့တေရီလင်္ကာစားပိုကောင်းတယ်ဆိုပြီးတော့သူကတော့ကျွန်တော်ပြောပြတယ်ခင်ဗျအဲဆိုင်းနေမှာတော့ today special တွေအနေနဲ့ဒန်ပေါက်ကိုတော့တော်တော်များများရောင်းကြတယ်ဗျဒန်ပေါက်ကတော့စိတ်သားနဲ့ချက်သားပေါ့ဗျအဲ့နှမျိုးတော့သူတို့ကအထူးသဖြင့်ရောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တွေ့ဦးတဲ့တချို့ဆိုင်တွေမှာဝတ်သားဒန်ပေါက်ပါကြတယ်ဗျအဲ့ဒါကတော့ကျွန်တော်တို့အတွက်နည်းနည်းလေးထူးဆန်းနေတာပေါ့နော် ျွန်တော်ကတော့စိတ်သားပလာတာမှားစားလိုက်တယ်ဗျ။အဲသူတို့ချက်ထားတဲ့စိတ်သားရဲ့ပုံစံဟင်းအနှစ်နဲ့အဲပလာတာနဲ့တော့တော်တော်လိုက်ဖက်တယ်ဗျ။တော်တော်လဲစားကောင်းပါတယ်။အခုကျွန်တော်တို့ကန်ဒီမျိုးကိုရောက်ပါပြီ။ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကန်ဒီမျိုးရဲ့ view point ပေါ့ဗျာ။အဲ့ဒီနေရာကိုတော့တူရစ်တွေတော်တော်များများလာလေကြတယ်။အဲ့ဒီနေရာကကြည်လိုက်ရင်ဒါတော်တော်များများရဲ့ကန်ဒီရဲ့ တော်တော်များများနေရာတွေကိုမြင်နေရတာပေါ့နော်ပြီးတော့အခုကျွန်တော်ဇွန်ဆွဲပြီးရိုက်ထားတဲ့ဖះလေးကိုကျွန်တော်တို့တွားမယ်ဗျကျွန်တော်ရဲ့ဗီဒီယိုအစတုန်းကပြောခဲ့သလိုဘိုးကျူအောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာရှစ်တောင်အရှရဲ့စစ်တင်တာပရိချုပ်လော့မောင်ပတ်တန်နဲ့လာတွေ့တဲ့ကန်ဒီမြို့ဆိုတာကအခုကျွန်တော်ရောက်နေတဲ့ကန်ဒီမြို့ကိုပြောတာခင်ဗျအဲကျွန်တော်အဲ့မြို့ကိုရောက်တဲ့ချိန်မှာအဲအဲ့မြို့မှာရှိတဲ့လူတွေမေးကြည့်တယ်အဲအဲ့ဒီသူတို့နှစ်ယောက်တွေ့ခဲ့တဲ့ ဒီတမိုင်းဝင်အဆောက်အဦကဘယ်ဟာရှိရှိလားပေါ့နော်အဲပြီးတော့ကျွန်တော်လဲ Google တို့ ChatGPT တို့ကိုလဲမေးကြည့်တယ်မြတ်အဲသူတို့နေတော့ဗမာတွေ့ခဲ့တယ်ပေါ့နော်အဲအဲ့လိုမျိုးအဆောက်အဦမျိုးရှိလားဆိုတာရှာကြည့်တဲ့ခင်မှာတော့အဲဘယ်လူမှတော့မသိကြဘူးဗျအဲ့ဒီဖះပေါ်မှာလဲဟိန္ဒူနဲ့ပတ်သက်တဲ့ဖះเจ้าတူတူလေးတစ်ခုရှိပြီးတော့အဲအဲ့ဒီကဟိန္ဒူဆရာကြီးကကျွန်တော်တို့ကိုဖိတ်ခေါ်တာနဲ့ကျွန်တော်လဲသူ့ရဲ့ဖះเจ้าတွေကိုဝင်ပြီးတော့ ဗီဒီယိုတွေဓာတ်ပုံတွေရိုက်ပေါ့ဗျာပြီးတော့သူနဲလည်းကျွန်တော်စကားတွေပြောပစ်ခဲ့သေးတယ်ခ်ဗျသသကမာရနနုမနသေနမဆဝဒောေန နမစ िवाय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  မေနာမကာယဥမ်စ िवाय ဂူလာသူ့ရဲ့အုံဆိုပြီးရွတ်တဲ့အတန်ကစောင်းပေါက်ခက်ပြင်းပြင်းဖွင့်လိုက်လို့ရင်ဘတ်တွေတုံသွားတယ်ဆိုရဲခံစားမှုကိုပါရစေတယ်ဗျာ အခုကတော့ကန်ဒီမြူနစ်စပယ်ကောင်စီကနေဖွင့်လှစ်ထားတဲ့အဲသူရဲ့ shopping mall ပေါ့ဗျာအဲ shopping mall ကိုကျွန်တော်ရောက်ရှိနေခြင်းဖြစ်ပါတယ်ကျော်ပင်မော်ရဲမှာဘာတွေရှိတယ်ဆိုတာကိုကျွန်တော်နဲ့အတူတူဆက်စုကြည့်အောင်ဗျာ ဆက်လီကကို စီးဖို့လုပ်နေတော့မှရက်သွားတာတော့ဒီ shopping mall လာတာရဲ့အမှတ်တရတစ်ခုဖြစ်သွားတာပေါ့ဗျာ ပေါ်ဓာတ်က root of bar ပေါ့ဗျာအဲအဲ့မှာတော့သူစားတော့ဆိုင်နေရှိတာပေါ့ဒါကတော့ကန်ဒီမျိုးရဲ့ဒီညာဘက်ဒီမျိုးရဲတဝိုက်ကိုကျွန်တော်လမ်းလျှောက်သွားပြီးရိုက်ရိုက်ထားတာပေါ့နော်အဲကန်ဒီမျိုးကကျွန်တော်တို့နိုင်ငံနဲ့ရှင်နေဆိုရင်တော့ဒါမန္တလေးမျိုးပေါ့ဗျာဒါသူကဒီတိရွေးလင်္ကာနိုင်ငံရဲ့ဒုတိယမျိုးတော့ပေါ့ ခုဒီဇိုင်းမှာကတ်ထားတဲ့ဈေးတွေအားလုံးက1 kg ဈေးကိုပြောပြထားတာဗျ။အမှကျက်သွန်ဆိုရင်1 kg ကို125ရူပီပေါ့။အာလူးဆိုရင်1 kg ကို900ရူပီ။အဲသူတို့ရဲ့ဒီရူပီငွေကဒေါ်လာကိုရူပီငွေ280နဲ့300ကျားလောက်တော့ရှိတယ်ခင်ဗျ။ so what is your name ဒီဖိုးကြီးကတော့ဒီစိုင်ပန်ရှင်ပေါ့เนาะဒါကျွန်တော်နဲ့စကားပြောတော့သူကကျွန်တော်မြန်မာပြည်ကလာတာလို့ဆိုပြီးကျွန်တော်ကရှင်းပြတော့ မြန်မာပြည်မှာရှိတဲ့တချို့လူတွေကိုတဲ့သူသိတယ်တဲ့အဲပြီးတော့ရွှေရကုံဖျားတို့ပကံတို့လည်းသူသိတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ကမြန်မာပြည်ရောက်ဖူးလာလားဆိုတော့မြန်မာပြည်ကိုတော့သူမရောက်ဖူးတဲ့ဟယ်လိုဒါဆိုဂျလေဘီဒီလူရောက်နေတဲ့မုတ်ကဗျကျွန်တော်တို့စီမှာ ရှိခဲ့တဲ့မုတ်တစ်ခုနဲ့တူတယ်ဗျဂျလေဘီမုတ်ဆိုတာလေအဲအဲ့မုတ်ကိုသူရောက်နေတာကန်ဒီမှာညာဘက်ကို တရုတ်စာစားကြည့်မယ်ဆိုပြီးတော့ Google Map မှာ Chinese restaurant ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်တာဗျအဲဒါ Google Map ကနေညွန်ညွန်တဲ့ဆိုင်ကိုကျွန်တော်ရောက်နေတာဗောနော်အဲ့ဒီဆိုင်ကဘာနယ်သွားတူလဲဆိုတော့ကျွန်တော်တို့ငငယ်တုန်းကစားဖြော်လုပ်ငန်းဆိုပြီးတော့ဗျာအဲ့လိုအရက်ရမကာရောက်နေဆိုင်နေရှိအဲ့ဆိုင်နေနဲ့တပုံစံနဲ့ပဲဗျအဲပြီးတော့တရုတ်ဆိုင်လည်းမဟုတ်ပါဘူးအဲ့ဒါနဲ့ကျွန်တော်တို့လည်းမထိုင်တော့ဘဲနဲ့အဲဂျန်နဲ့တူရစ်တွေအများစုထိုင်နေဆိုင်တစ်ခုကိုပဲရွေးလိုက်တယ်ဗောနော် နပ်ပန်ဒေး5မှာဗုဒ္ဓမြတ်စွာတော်ကိုသွားဖူမယ်အဲ့ဒီမှာပြတာထားတဲ့မြန်မာဗုဒ္ဓဘာသာပြခန်းကိုကြည့်မယ်ပြီးတော့ကျွန်တော်စီကပြင်ဦးလင်နဲ့တူတဲ့အင်္ဂလိပ်တွေတိဆောက်သွားတဲ့နူဟာရာအလွေးရဆိုတဲ့မြို့လေးကိုသွားလည်မယ်အဲ့ဒီမှာကျွန်တော်တို့ကိုလက်ဖက်လက်ဖက်ခြံနေလဲရှိတယ်ဗောနော်အဲပြီးသွားရင်တော့ကျွန်တော်တို့နှောင်းနေမှာဒီအဲလာကိုဟိုသွားမဲ့လမ်းတစ်ခုမှာအိမ်မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တွေ day file မှာပြန်လည်စုံစည်းကြအောင်ခင်ဗျအဲကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးတင်ရှင်းပါတယ်ခင်ဗျ